ရခိုင်စစ်မျက်နှာမှာကံကြမ္မာအလှည့်ပြောင်းဖြစ်ခဲ့ရတဲ့ဗိုလ်မှူးချုပ်ဗိုလ်မှူးကြီးများ2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကစတင်ခဲ့တဲ့ရခိုင်က30နှစ်ခွန်စစ်စင်ရေးနှစ်နှစ်ကျော်ကာလအတွင်းမှာဗရခတ်တက်တော်အေအေဟာရခိုင်ကမြို့နယ်14ခုအပါအဝင်ချင်းပြည်နယ်ကပလောဝမြို့တွေကိုပါတိမ့်ပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်အဲ့ဒီလိုမျိုးသိမ့်တိုက်ပွဲတွေကာလာတုံးမှာအရခတ်တက်တော်အေအေဟာခလေးမိမအပါဝင်စစ်သုံးမန်းထောင်နဲ့ချီကိုဖမ်းဆီးရမိခဲ့တာရှိသလိုတက်မတက်ရင် စစ်တိုင်းဌာနချုပ်လိုက်ဗိုလ်မှူးချုပ်ဗိုလ်မှူးကြီးဒုဗိုလ်မှူးကြီးစတဲ့ထိပ်သီးပိုင်းစစ်တပ်အရာရှိတွေကိုလည်းလက်ရဖမ်းဆီးခဲ့မိတာလည်းဖြစ်ပါတယ်။ဒီခိုင်မှာစစ်တပ်ခြေစိုက်မှုအများဆုံးဖြစ်တဲ့အမ်းမြို့နယ်ရှိနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကြောက်တော်မြို့နယ်ရှိအမှတ်၉စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တောင်ကုန်းမြို့နယ်ရှိအမှတ်၅စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်နဲ့ဘူးတိတောင်မြို့နယ်မှာရှိတဲ့အမှတ်၅စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ရှိနေတာဖြစ်ပြီးအဲ့ဒီဌာနချုပ်တွေအကုန်လုံးဟာအရိုက်ခတ်တက်တော် AA လက်ထဲကို ြားရောက်နေတာလည်းဖြစ်ပါတယ်။အရက်ခတ်တတော်အေးဟာရခိုင်ကမြို့နယ်တွေကိုတပြိုင်နက်ထဲတိုက်ပွဲပေါ်ဆောင်နေစဉ်အတွင်းမှာပဲချင်းမီနယ်ကပလက်ဝမြို့နယ်ကိုလည်းတိမ့်ပိုက်ရရှိဖို့အတွက်2023ခုနှစ်နိုဝင်ဘာလဒုတိယပတ်ကစတင်ကတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပလက်ဝမြို့နယ်တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီတပ်ရဲ့ယူဘူးဘူဟာမှုဒုပုံမှုကြီးပညာပိုင်ဆိုးကိုတနက်ဒံယာတွေနဲ့အေအေကအသေးဖမ်းဆီးရမိခဲ့ကြ။ တခြားသောပလဝဒေတာအခြေဆိုင်ရှေတန်းဌာနချုပ်တစ်ခုဖြစ်တဲ့စကားဆဆကူရှေတန်းဌာနချုပ်တက်မမှုဗိုလ်မှူးချုပ်ဇင်မျိုးဆွေဟာလည်းပလဝမျိုးသိန်းတိုက်ပွဲကာလအတွင်းမှာပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။နူဘူးဗျူဝါမှုဒုဗိုလ်မှူးကြီးပညာပိုင်ဆိုးဟာပတ်စင်အလုတ်တင်29ကဖြစ်ပြီးတော့2023ခုနှစ်ဒီဇင်ဘာလဒုတိယအပတ်တိုက်ပွဲကာလတွေမှာတနက်တန်ရာတွေနဲ့ရုပ်အလောင်းကိုသာအသေးရရှိခဲ့တာဖြစ်ပြီးတမမှုဗိုလ်မှူးချုပ်ဇင်မျိုးဆွေကတော့လက်ရှိချိန်ထိတည်ဆုံသွားသလားအသက်ရှင်လားဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။အေယာချင်းမြစ်နယ်ပလောဝမြို့နယ်ကို2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာအလုံးစုံတိမ့်ပတ်ရရှိပြီးနောက်အဆိုပါမြို့နယ်နဲ့နီးစပ်တဲ့ကြောက်တော်မြို့နယ်ကတန်ရင်းတွေကိုပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ကြောက်တော်မြို့နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေစဉ်တွင်မှမှတ်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခကိုကစစ်ကောင်စီတပ်သားတွေနဲ့ခြားသောတန်ရင်းတွေကစစ်ကောင်စီတပ်သားတွေဟာလက်နက်ချအညံ့ခံကြပေမဲ့လည်း အာဏာရှိတဲ့ကြီးပိုင်းတွေကတော့ကြောက်တော်မျိုးကနေစစ်တွေမျိုးကိုရေချောင်းအတိုင်းစုပ်ခွာထွက်ပြေးသွားကြတာလည်းဖြစ်ပါတယ်။အဲ့ဒီထဲကမှစကခကိုတက်မှမှုအသက်52နှစ်အရွယ်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့စကခကိုလက်အောက်ခံနီးဗျူဟာတုံးကဗျူဟာမှုဒုတိယဗိုလ်မှူးကြီးညီညီဝင်းတို့လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ကြောက်တော်မျိုးကနေအပေါဝါကြီးရွာတိုင်းစစ်တွေမျိုးစုပ်ခွာလာကြတဲ့စစ်ကောင်စီတပ်ရဲ့စစ်တမောတွေကိုအေအေကပြစ်ခတ်တိုက်ခိုက်ခဲ့နာတာကြောင့်စကခကိုဌာနချုပ်ကတက်မှမှုဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ စကခကိုလက်အောက်ခံနေပြူဟာတုံးကဗျူဟာမိုးဒုတိယဗိုလ်မှူးကြီးညီညီဝင်းတို့ကိုအားရခတ်တက်တော်အေကဂလဒန်မြေချောင်းကနေကဲဆက်ကအရှင်ဖန်းစီရမိခဲ့တာလည်းဖြစ်ပါတယ်လာဒူအားရခတ်တက်တော်အေဟာ2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမြအူးမြုတ်ခမရ300တန်ရင်ကတက်မ17တက်မမှုဗိုလ်မှူးကြီးမင်းမင်းထွန်းကိုလည်းတနတ်တန်ရာတွေနဲ့တေဆုံနေတဲ့ရုပ်လောင်းကိုသာဖန်းစီရမိခဲ့ပြီးရုပ်သိမ်းတိုက်ပွဲတွေနဲ့အတူခမရ308ဌာနချုပ်ကတက်ခွဲမှု ဘုံမှုတိမ့်ထိုက်ဆိုးကိုလည်းအေအေကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ညာဦးကတော့အေအေက2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအလုံးစုံတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးဘုံမှုကြီးအဆင့်အပါဝင်အရာရှိတပ်သားငယ်တပ်ဖွဲ့ဝင်100ကျော်နှီးပါးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အေအေနဲ့နှိဆက်တဲ့စီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကမင်းပြမျိုးနယ်ကိုစစ်ကူလာတဲ့ခလာရ299တိုင်ရင်ကတိုင်ရင်မှု ဒုတိယဘုံမူကြီးနေလင်းထွန်းနဲ့ဒုတိယတန်ရင်မှုဘုံမူဇော်လင်းထွန်းတို့ကို2024ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာအေအေကအရှင်ဖန်းစီရမိခဲ့တာလည်းဖြစ်ပါတယ်။လာဒူအာရခတ်တတ်တော်အေအေဟာ2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာမင်းပြမျိုးနဲ့ကန်းဒီကျေးရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမှတ်9တိုင်းဘုံလေ့ကျင့်ရေးသင်တန်းကျောင်းဒုမဟုတ်တပ်မတော်တပ်မြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကိုအလုံးစုံသိမ့်ပိုက်ထားလည်းဖြစ်ပါတယ်။ ဲ့ဒီတနင်္ဂနွေညကိုအေအေက2024ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆယ်ရက်ခန့်ကြာတဲ့တိုင်အောင်အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကအဆိုပါတိုက်ပွဲတွင်းမှာတိုင်းပေါ်ကို လေ့ကျင့်ရေးအရာရှိချုပ်ဘိုမူကြီးမျိုးမင်းတန်းကိုလည်းအသေးဖမ်းဆီးရမိကြတာလည်းဖြစ်ပါတယ်2024ခုနှစ်ဖေဖော်ဝါရီလတတိယပတ်လောက်မှာအရိုက်ခတ်တက်တော်အေးဟာမြို့တော်စစ်တွေမြို့နယ်နီးကပ်တဲ့ပုံနာကျွန်းမြို့နယ်ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးအရိုက်ခတ်တက်တော်အေးက 2024ခုနှစ်မတ်လ4ရက်နေ့မှာအပြည့်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်တွေမျိုးကိုချင်းချောက်လာနိုင်တဲ့အနေအထားမျိုးလည်းဖြစ်ပါတယ်။အဲဒါခါတတော် AA ဟာရခိုင်က30နှစ်ခွန်စစ်စင်ရေးတွင်2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာပလဝမြို့နယ်ဇန်နဝါရီလ16ရက်နေ့မှာပေါတော်မြို့နယ်ဖေဖော်ဝါရီလ10ရက်နေ့မှာမြအူးမြို့နယ်ဖေဖော်ဝါရီလ13ရက်နေ့မှာကြောက်တော်မြို့နယ်တွေကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အေအီကရခိုင်ပြည်နယ်အနောက်ဘက်ခြမ်းကဘူးသီးတောင်မောင်တော်မြို့နယ်တွေကို2024ခုနှစ်နှစ်စံပန်းလောက်ကစတင်ကဒိုးစစ်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်ဆန်ကစစ်စင်ရေးဌာနချုပ်စကကဆန်ငါတီရှိရာဘူးသီးတောင်မြို့နယ်ကိုမေလ16ရက်နေ့မှာအပြီးတက်သိမ့်ပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီစခန်းကုန်းလုံးကိုသိမ့်ပိုက်ပြီးနောက်မောင်တော်မြို့မြို့တကြီးရက်ွက်မှာနခခငါစခန်းတစ်ခုသာကြန့်ရှိတော့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်900ကျော် ਨੇ ခုခံကာကွယ်ခဲ့ကြတာလည်းဖြစ်ပါတယ် အဆိုပါနာခခငါးစခန်းကိုအဓိကခုခံကာကွယ်သူကတော့တခြားဗိုလ်မှူးချုပ်တွေနဲ့မတူပဲအလုတ်တင်ဖို့ ODS ကျောင်းစင်ဗိုလ်မှူးချုပ်သူရိန်ထွန်းမဲဖြစ်ပါတယ်ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာရခိုင်မှာ၁၀နှစ်ခွန်စစ်စင်ရင်တွင်မောင်တော်ခရိုင်တွင်ကတပ်စခန်းတွေကိုအဓိကဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီးဦးစီးတော်မြို့နယ်ကအမှတ်၅စစ်စင်ရင်ဌာနချုပ်စကခ၅ကြားရောက်ပြီးနောက် မောင်တော်မျိုးနယ်ရှိနခခငါအတွင်းကိုပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။အေယာမောင်တော်မျိုးနယ်ဘော်ကတခြားစခန်းတွေကိုတင်ပိုက်ရရှိပြီးနောက်ဗိုလ်မှူးချုပ်သူရိန်ထွန်းဦးဆောင်နေတဲ့နခခငါစခန်းကိုနှစ်လကြာဝင်းရံပိတ်ဆို့ဖြတ်တောက်ပြီးမှတိုက်ခိုက်တင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နခခငါစခန်းကိုအေအေကတင်ပိုက်ပြီးနောက်ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်၄ရာနီးပါးကိုအရှင်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာတခြားဗိုလ်မှူးချုပ်တွေနဲ့မတူဘဲ စစ်ကောင်စီတပ်ရဲ့တစ္ဆာဒေါခံဗိုလ်မှူးချုပ်တဦးဖြစ်တယ်လို့စစ်ရေးအတွေ့အကြုံများပြားတဲ့ဗိုလ်မှူးချုပ်တဦးလည်းဖြစ်ပြီးလက်ရှိမှာတော့အေးထမ်းမှဖမ်းဆီးခံထားရကကျမ်းမာရေးမကောင်းမှုလို့လည်းသိရပါတယ်။အရက်ခတဲ့တော်အေးရ2024ခုနှစ်စတင်မာလ9ရက်နေ့မှာတန်တွဲမြို့ဒီဇင်မာလ14ရက်နေ့မှာတောင်ကုန်းမြို့ဒီဇင်မာလ20ရက်နေ့မှာအမ်းမြို့နဲ့ဒီဇင်မာလ29ရက်နေ့မှာဂွားမြို့တို့ကိုတင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အမ်းမြို့ဟာရခိုင်ပြည်နယ်ရဲ့စစ်တပ်မြို့တစ်မြို့ဖြစ်တယ်လို့နောက်ပိုင်းတိုင်းစစ်ဌာနချုပ် နာပါကတီရှိယမြို့တစ်ခုလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာနာပါကတိုင်းစစ်ဌာနချုပ်တီရှိယအမ်းမြို့မကြရောက်ရေးအတွက်စစ်ကောင်စီတပ်သားအများပြားနဲ့ခုခံကကာကွယ်ခဲ့ပေမဲ့လည်းအေကလက်နက်ကြီးစနိုက်ပါဒရုန်းတင်ကားတွေနဲ့အတူဝင်းရံပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်နာပါခဌာနချုပ်ဟာအေအေလက်ထဲကိုကြားရောက်ခဲ့တာလည်းဖြစ်ပါတယ်နောက်ပိုင်းစစ်ဌာနချုပ်နာပါခကိုအေအေကတင်ပြီးတဲ့နောက်အဲ့ဒီစစ်ဌာနချုပ်ထက်ကယာယီကိုကဲရေးမှု တိုင်းစီဦးစည်းချုပ်ဘုံမှုချုပ်ကျော်ကျော်တန်းနဲ့ဒူတိုင်းမှုဘုံမှုချုပ်တောင်းထွန်းတို့ကိုအေကအရှင်ဖန်းစီရမိခဲ့တာလည်းဖြစ်ပါတယ်ဘုံမှုချုပ်ကျော်ကျော်တန်းဟာမန်အောင်မျိုးဇာတိရခိုင်လူမျိုးတယောက်ဖြစ်ပြီးတောင်ငုံမျိုးမှာရှိတဲ့အမှန်ငါစစ်စင်ရေးကိုကဲရေးဌာနချုပ်စကခငါးမှာဒုတိယဘုံမှုကြီးအဖြစ်နဲ့တောင်ဝင်ထမ်းဆောင်ဘူးခဲ့တယ်လို့ဘုံမှုချုပ်တောင်းထွန်းကတော့ဒူတိုင်းမှုတဦးဖြစ်ပြီးအမှတ်စဉ်47စင်းဖြစ်ခါ2022ခုနှစ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုရောက်ရှိလာခဲ့သူတဦးလည်းဖြစ်ပါတယ် နဘခကြဆုံရတဲ့အကြောင်းရင်းဟာအရခတက်တော်အေအေကနဘခရှိစစ်ကောင်စီတပ်သားတွေကိုအစာရေစာပြတ်တောက်ထားမှုတောက်သုံးရီပြတ်တောက်ထားမှုနဲ့စစ်ကူအင်အားလက်နက်ခဲယံပစ္စည်းတွေပြတ်တောက်ထားနိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။အေအေရခိုင်စစ်မြေနာတွင်းမှာဗိုလ်မှူးချုပ်ဗိုလ်မှူးကြီး30ထက်မနည်းကို အရှင်အသေးဖမ်းဆီးမိခဲ့တာဖြစ်ပြီးအောက်ခြေတပ်သားထောင်ထဲချီဟာလဲအေအေရဲ့လက်ထဲမှာစစ်သုံးပန်းဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ရခိုင်စစ်မြေပြင်တွင်းကိုကာကွယ်ရေးဦးသီးချုပ်ကြီး စစ်စင်ရေးဌာနစစ်စင်ရေးအထူးအဖွဲ့ကာဆာထမှုတွေပင်စစ်မတိုက်ရတဲ့အခြေအနေတခုလည်းဖြစ်ပါတယ်။ဆောင်းပါရေးသားသူနိုင်နိုင်ဆောင်းမဖတ်ကြားသူကိုထွန်း